တချို့သောလုပ်ငန်းရှင်တွေကကျွန်တော်ကိုပြောကြတယ်ဆရာညာကြီးကျွန်တော်တို့ရဲ့ပြိုင်ဘက်တွေကကျွန်တော်တို့အခုဒီ industry တွေကနေထွက်သွားရအောင်เนาะကြာရှုံးသွားအောင်ကျွန်တော်တို့ကိုချင်းချောင်းနေပါတယ်ဆိုပြီးတော့မှလာပြောပါတယ်အဲ့တော့ကျွန်တော်တို့ကကိုယ့်ရဲ့ပြိုင်ဘက်တွေကိုဆရာညာဘယ်လိုကြော်တက်ရမလဲဆိုပြီးတော့လည်းမေးကြပါတယ်အဲ့တော့ကျွန်တော်ပြောပါမယ်เนาะအဲ့တော့ကျွန်တော်တို့ရဲ့ပြိုင်ဘက်တွေကကျွန်တော်တို့ကိုအခုလောလောဆယ်လုပ်နေတဲ့ business တွေကအခုလောလောဆယ်လုပ်နေတဲ့ industry တွေကနေထွက်သွားအောင် ဒီ industry တော့မှာမရှိတော့အောင်ချိန်ကြောက်လို့မရပါဘူးကျွန်တော်တို့ကိုဖယ်ချလို့တွန်းထုတ်လို့မရပါဘူးတခုပဲကျွန်တော်တို့ကိုလုပ်လို့ရပါတယ်เนาะအဲ့တော့အဲ့ဒီတခုကလုပ်ငန်းရှင်နိုင်မဖြစ်မနေတည်ထားဖို့လိုပါတယ်အဲ့တော့အဲ့ဒီအဲ့ဒီတခုကပါလို့ဆိုတော့ကျွန်တော်တို့ mediocrity လို့ခေါ်တယ်เนาะပြဲမြပဲเนาะဘယ်သူထင်မှလဲကိုကမသားเนาะသူများလည်းဒီထုတ်ကုန်ရောင်းနေကိုလည်းဒီထုတ်ကုန်ရောင်းနေသူလည်းဝန်ဒီဝန်ဆောင်မှုပေးတယ်ကိုလည်းဒီဝန်ဆောင်မှုပေးတယ် သူလည်းဒီ customer service ပဲကိုလည်းဒီ customer service ပဲအဲ့လိုပြီးချင်းအဖြစ်ဘာဖြစ်မှလဲဆိုတော့ mediocrity ဖြစ်နေတာเนาะအပြမ်းများဖြစ်နေအလေအလတ်ဖြစ်နေတာအဲ့တော့ mediocrity နဲ့သာဆက်နေမယ်ဆိုလို့ရှိရင်တော့ကိုကိုတိုင်းအခုဒီ industry တွေကနေပြီးဒီ business တွေနေကိုလစ်သွားလိမ့်မယ်နော်ပြောပြပြီလေခုနကကျွန်တော်ကိုယ့်ရဲ့ပြိုင်ဘက်တွေကျွန်တော်တို့ဒုက္ခနောက်ဆက်ပေးနေရမှာမဟုတ်ဘူးကိုယ့်ရဲ့ media credit ကပဲကိုယ့်ကိုဒုက္ခပေးနေတာကြောက်မို့ကျွန်တော်ပြန်မြဆိုတာကိုဖယ်ရှားဖို့လူတွေကျွန်တော်ခဏခဏပြောရယ်နော်အဲ့တော့ average နော်အဲ့တော့လောကမှာရှုံနေဖို့အတွက်အကောင်းဆုံး formula ကိုပြပါဆိုလို့ရှင်တော့ average ဆိုတာနော် average ဆိုတာသူ့လိုငါလိုပြန်မြပဲအဲ့တော့ကျွန်တော်တို့ဒီကနောက် average မဖြစ်ဖို့လိုတယ်သူ့လိုကိုလိုမဖြစ်ဖို့လိုတယ်ပြန်မြမဖြစ်ဖို့လိုတယ်အဲ့ဆိုလို့ရှင်ကျွန်တော် ပြန်မြမဖြစ်အောင်ဘာလုပ်ရမှာလဲနောက်တော့ကျွန်တော်တို့ကနံပါတ်1ဒီကိုယ့်ရဲ့လုပ်ငန်းထဲမှာဒါမှမဟုတ်ကိုယ့်ရဲ့ဘဝထဲမှာကြီးမားတဲ့ရည်မှန်းချက်ပန်းနိုင်တယ်တတ်မှတ်ဖို့လိုတယ် เนาะအဲ့တော့ကြီးမားတဲ့ကြီးမားချန်နေသက်သက်မဲ့ပို့လို့တယ်အဲ့တော့ငားရေကုမ္ပဏီငားရေလုပ်ငန်းကဘလို့နေထားမျိုးရောက်အောင်မယ်ဘာတွေဖြစ်ရမယ်เนาะဘလို့ချိန်နေရှိရမယ်ဘယ်ချိန်မှာဘာဖြစ်ရမယ်ဆိုတဲ့ကြီးမားတဲ့ကြီးမားချက်ပန်းနိုင်ထားဖို့လို့တယ်အဲ့တော့ငားရေထုတ်ကုန်ငားရေဝန်ဆောင်မှုတွေကိုတုံးတဲ့သူတွေဒီဟလာဘလို့အကျိုးမြတ်တွေရစေရမယ်ဒါဒီကျွန်တော်ကြီးမားတဲ့ကိုဖြစ်ပါတယ်ပြီးတော့ကျွန်တော်ဘာလို့အောင်မလဲဆိုတော့အဲ့ဒီတတ်မှတ်ထားတဲ့ကိုတွေကိုနေတိုင်းမဖြစ်မနေရောက်အောင်သွားနေဖို့လိုပါတယ်เนาะရောက်အောင်သွားဖို့စူးစမ်းနေဖို့လိုပါတယ် เนาะအဲ့တော့နံပါတ်3အချက်ကတော့ကျွန်တော်ဘာလို့မှာလို့ဆိုတော့အစ်စ်အဆန်းတွေကိုကျွန်တော်တို့ကဟောတင်ယူနေဖို့လိုတယ်လုတ်နေဖို့လိုတယ်လေ့လာနေဖို့လိုတယ်เนาะဒီတန်းလေကြီးလိုရိုးရိုးတယ်မဟုတ်ဘူးအစ်စ်အဆန်းတွေเนาะထုတ်ကုန်အစ်စ်အဆန်းတွေကိုယ့်ရဲ့เนาะလုပ်ငန်းထဲမှာအဆန်းအစ်စ်အဆန်းတွေကိုကျွန်တော်တို့လုတ်ဖို့လိုတယ်เนาะဒါဒီရေးချီပါတယ်နံပါတ်4တစ်ချက်ကတော့ကျွန်တော်တို့မရက်တက်ပါနဲ့เนาะအဲ့တော့ကိုလုံနေတဲ့ຢာတွေကိုယ့်ရဲ့ရီမန့်ချက်ပန်းတိုင်းတွေကိုသွားနေတဲ့လမ်းကြောင်းတွေမရက်တက်မင်းနဲ့ဆက်တိုက်သွားနေပါ နံပါတ်5ကတော့ဥဆောင်တဲ့သူအနေနဲ့เนาะအဲ့တော့ idea ကောင်းတဲ့เนาะအတိုင်းဝိုင်းလုပ်ငန်းတွေစူးစမ်းနေတဲ့အတိုင်းဝိုင်းเนาะအဲ့လိုအတိုင်းဝိုင်းထဲမှာနေပါနေပြီးတော့မှသူတို့ရဲ့เนาะ motivation တွေယူပါပြီးနေတိုင်းစူးစမ်းနေပါအဲ့တော့ဆိုလို့ရှိရင်เนาะသိကြတယ်ကိုဒီ average မဖြစ်တော့ဘဲနဲ့ဒီလုပ်ငန်းထဲမှာအောင်မြင်မှုတွေရပါလိမ့်မယ်ဒီကြောင့်အရေကနေပြီးတော့မှခုဒီ video ကြည့်နေတဲ့ကျွန်တော်တို့ငယ်လေးမိတ်ဆွေတွေဒီကျိုးစုံတွေရရလိမ့်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ် ို့တော့ဗာရလိုက်တယ်ဆိုတော့ comment မှာ share ပေးလို့ရရင်ပြပါဒီဗီဒီယိုစုံထောင်ကြည့်ပြီးတော့ကျေးဇူးများတင်ပါတယ်ကျွန်တော်တို့ပြန်ကြလဲအောင်ပါအင်္ဂလာရှိတော့နေဖြစ်ပါစေ